မီလာလာမီလာလာအိုးအိုးအလေကဂျိုးသွားတာအော်အော်ဟင်္ဂလန်ကြီးပါလစ်သွားကြဟောဟိုမှာတတိအန်နီယရှိသည်ကဒါမှမတက်ရရေအောင်ကြီးဒီမှာသဒ္ဓါကြီးဂျိုးနေတာလို့ဟိုဘက်သဒ္ဓါကဂျိုးနေတာအာနေပြီးတော့ရန်ကုန်ဘက်ချမ်းမှာ သရားကကျိုးနေတာကျိုးနေလို့ဒီဘက်သရားတစ်ခုပဲရှိတော့ဒီဘက်သရားတစ်ခုတည်းဟိုပဲအသွားပြန်တော့သုံးနေရတာဟုတ်တယ်ဟိုမှာလျှမ်းနေရောပါရောကျိုးသွားပြီဟိုမှာညာဒီမှာဒီမှာအဲအလိုအလိုအလိုအခြေအနေပုံမူတည်ပြီးတော့နည်းနည်းလေးတော့သီးခံပါရမယ်ဒီလိုအခြေအနေမှာပေါ့နော် အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ April 10ရက်2025ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Pajero Tudo လေးတစည်းစီစဉ်ထားတယ်အဲ့ကနေအခုမန္တလေးကိုနောက်တစ်ခေါက်သွားမှာဖြစ်ပါအဲ့တော့ဒီဗီဒီယိုထဲမှာကရန်ကုန်ကနေမန္တလေးကိုသွားမယ်ဆိုလို့ရှိရင်လမ်းမှာလမ်းအခြေအနေဘယ်လိုရှိလဲဘယ်လမ်းအထိသွားလို့ရလဲလမ်းဘယ်နာတွေပြက်နေသေးလဲဘယ်လမ်းတွေဆိုရင်တော့လမ်းဟောင်းကိုဆင်းရမလဲအောက်လမ်းလေးဆင်းရမလဲပြီးတော့ charging station တွေဘယ်နာတွေဖွင့်တယ်မဖွင့်ဘူးဆိုတဲ့ကိစ္စတွေအကုန်လုံးဒီဗီဒီယိုထဲမှာဖော်ပြမှာဖြစ်ပါတယ် Okay တို့ရအောင်အခုကျွန်တော်တို့မောင်းရဲနဲ့ဘယ်ကိုရောက်လာပြီလဲဆိုတော့36မိုင် ရေရနာစခန်းကိုကျွန်တော်ရောက်လာပြီရောက်လာတဲ့အထိကတော့ဘယ်ရောညာရောနှစ်ဖက်စလုံးကားကြီးကောင်းကောင်းလေးသွားလို့ရတာကိုတွေ့ရတယ်ဘဲမှထပ်ပြီးစဉ်းစားမလို့သေးဘူးအခုကျွန်တော်က39မိုင်ဒဲကိုဘာလို့ဝင်လာလဲဆိုတော့ charging station ဖွင့်လားမဖွင့်လားလေးလဲကျွန်တော်တစ်ချက်သိကျင်တာဖြစ်တဲ့အတွက်ဝင်လာတာဖြစ်ပါတယ် charging station တော့ကြည့်ဖွဲ့ပါတယ် charging station ကဟာအားသွင်းနေတဲ့ကားတွေလည်းနှစ်စီးလောက်ရှိပါတယ်ဆိုတော့ဒါ charging station အလုံးလုံးနေတယ်ဆိုတာကိုပြသတာပဲဖြစ်ပါတယ်။โอเคအဲ့တော့ခီးလေးဆက်အောင်။အခုကတော့135မိုင်တည်းကိုကျွန်တော်တို့ဝယ်လာတယ်။135မိုင်ကိုဝယ်လာတဲ့အချိန်မှာလမ်းနေထားကိုပြောမယ်ဆိုတော့135မိုင်အထိကတော့ဘာပြဿနာမှမရှိဘူးအားလုံး AIA အကြောင်းပဲတော်တော်လေးအဆင်ပြေတယ်ပုံမှန်အတိုင်းလိုပဲလို့ပြောလို့ရတယ်ဒီ135မိုင်နားရောက်တော့မှဘာလေးတွေတွေ့ရလဲဆိုတော့တချို့ အာလမ်းဘေးကကွန်ကရစ်တုံးလေးတွေလဲနေတာလေးတွေ့ရတာပေါ့နော်ဒါပဲကျန်တာကတော့လမ်းကတော့တောက်လျှောက်ဘယ်ရောညာရောအကုန်လုံးသွားတယ်အခုဒီမှာအဲ rest camp မှာဆိုလို့ရှိရင်လဲဒီမှာကားကြီးတွေအများကြီးတွေ့ရတယ်ဒီမှာဒီမှာနော်အာရှင်လိုင်းကားကားကြီးတွေတော်တော်များများကိုတွေ့ရတယ်အဲ့တော့ကျွန်တော် charging station လေးသွားကြည့်အောင်ဒါကတော့135မိုင်ရဲ့ charging station အတန်းပါဒါကတော့ဒါအချာကင်ဖွင့်လက်တော့မယ်ဒါ MG ရဲ့ EV charging station ပဲဖြစ်ပါတယ်ဒီအလဲမှာတော့အဲနှစ်ခုတော့ရှိတယ်ဗျရာသာမင်းရဲ့နောက်တစ်ခုကဘာလဲမသိဘူးအဲနှစ်ခုကလည်းအသက်တို့လည်းဖွင့်တော့မှာတော်တော်လေးပြီးနေပြီဒီမှာကျွန်တော်တို့အားသွင်းနေကြ charging station ရှိပါတယ်အဲဒီမှာတော့ကားလေးတစ်စီးတွေ့တယ်မီးလာသလားဆိုတော့လာပါတယ်နောက်135မိုင် charging station မှာလည်းအားသွင်းမယ်ဆိုရင်သွင်းလို့ရပါတယ်နှုတ်ဆက်လိုက်အောင်မင်္ဂလာပါ အချင်းနေကောင်းလားဤရောနောက်တစ်ခုကဒီပါဂျေရိုလေးကိုစာမွေးဆက်ရမယ်အချိန်လေးပဲဖြစ်ပါတယ်ကျွန်တော်အခုမောင်းလာခဲ့တာ195ကီလိုမီတာရှိပါပြီမနက်ကကျွန်တော်စီအပြည့်ထည့်လာပါတယ်စီထည့်ပါမယ်ရင်ထဲမကောင်းတဲ့အခြေအနေတွေရောက်လာပါပြီစီထည့်ပါမယ်တကယ်ကိုရင်ထဲမကောင်းတဲ့အခြေအနေတွေရောက်သွားပြီ195ကီလိုမီတာကို8000ကျား 195ကီလိုမီတာကို8000ဆိုတော့တခြားတော့ပေသီးခောက်ကြီးလိုက်ရမယ်ဘယ်လောက်ကြာလဲဆိုတော့အာခု10000တောင်းအစား195ဆိုတော့1ကီလိုမီတာကို358တသမ9ဆိုတော့ထားပါတော့360ကြာတယ်ပေါ့မစိုးလို့တော့ပြောလို့ရတယ်ဒီကားရဲ့စီစားနှုန်းလေးရပါတော့เนาะအဲ့တော့လီတာနဲ့တွဲလိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘယ်နဲ့လီတာထည့်ခဲ့တာလဲဆိုတော့21.6 နဲ့195ကိုစားမှာ21.6နဲ့စားလိုက်ရင်တလီတာကို9ကီလိုမီတာလောက်ရတဲ့အခြေအနေမှာရှိဟုတ်မဆိုးဘူးလို့ပြောလို့ရတယ် highway မှာအဲ့တော့စီကားစီးရင်တော့လည်းစီဖို့တော့ကုန်ပါပေါ့ဗျာเนาะစင်စီးရင်တော့လည်းဒါစင်တာဘူးကတော့နှမျောလို့ဖယ်ရတော့မယ်โอเคအဲ့တော့လူတစ်ဖက်စားလိုက်အောင်မယ် အခုကတော့ကျွန်တော်တို့144မိုင်လောက်ကိုရောက်လာပြီကျွန်တော်ခုနထင်တာ138မိုင်မှာတော့လမ်းဟောင်းကိုဆင်းရမယ်လို့ထင်တာဘာလို့လဲဆိုတော့ပြီးခဲ့တစ်ခေါက်ကျွန်တော်တို့လာခဲ့တော့ Express ကလာခဲ့တဲ့အချိန်မှာတော့လမ်းဟောင်းဆင်းခဲ့ရတယ်လမ်းဟောင်းဆင်းတယ်ဆင်းပြီးတော့မိုင်နေရာကြမှာနေပြီးတော့ပြန်တက်တယ်ပေါ့နော်အဲ့ပုံစံနဲ့ကျွန်တော်တို့သွားခဲ့တာအခုလမ်းတစ်လျှောက်မှာတော့အော်ဒီမှာဟောပြလမ်းနေတော့အားချက်နေ ပြင်တာတွေ့တယ်ဒီဒီနေရာလေးဆိုဒါအခုဒါအားချက်ပြင်ထားတဲ့နေရာလေးပေါ့နော်တရားပေါ်တက်တဲ့နေရာလေးတွေတချို့လမ်းဟွားတဲ့နေရာလေးတွေတော်တော်များများကအားချက်လေးပြင်ထားတဲ့ပုံစံလေးမှာတွေ့တယ်အခုတက်တီလည်းသွားလို့ရနေသေးတယ် express တွေလည်းအကုန်လုံးအခုတက်တီဒီအမြန်လမ်းပေါ်မှာပဲရှိတယ်ဒီအရှိတက်တဲ့မှာဆိုရင် express တွေပါလည်းရှိတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပါတယ်ပါတယ်အာဒီနေရာအသေးချောက်တာပြင်ထားတဲ့နေရာတွေတရားအတက်အစင်းတွေတော်တော်များများကပြင်ထားတယ် တချို့လမ်းဒီဘက်အခု144မိုင်ပတ်ချလဲလောက်မှာလမ်းနေကဒီမှာလိုင်းနေဖြစ်နေတယ်ဒီမှာဒီမှာဒီနေရာတွေဒီနေရာတွေဒီနေရာတွေဆိုအဲလိုင်းနေဖြစ်နေတာပေါ့နော်လိုင်းနေဖြစ်နေတယ်တချို့ လမ်းလေးတွေကအာချိုးနေရလေးရှိတယ်ဒါပေမဲ့အားချက်ပြင်နေတဲ့ပုံမှာတော့ရှိတယ်ဟိုရန်နေရာတွေရောဘေးနားမှာကက်တရာတွေရောခြားတာတွေ့တယ်ဆိုတော့ဒီအပိုင်းတွင်ပြီးွားမှာဒါပေမဲ့အရင်လိုမျိုးတော့ကျွန်တော်တို့အာအာပါရကြီးဒီအမြန်လမ်းပေါ်မှာဟိုမောင်းလို့တော့တိတ်အစင်မပြေဘူးပေါ့နော်လုံးဝအသိနဲ့သတိနဲ့ကတ်ပြီးတော့မောင်းရမယ့်အခြေအနေမှာရှိတယ်အခုကတော့မကြောတငယ်ချင်းကားမောင်းနေပါတယ်မကြောကြီးခဏချိန်းလာတယ်အဲအဲ့ဒီအချိန်လေးမှာရှိတယ်။ Okay အဲ့တော့အခုဒီတိုင်းပဲဆိုရင်မိုင်းနေရာအထိလည်းဒီတိုင်းပဲမောင်းလို့ရမယ်လို့ယူဆပါ။ဝေးစက်တော့ ်ဦးကကျွန်တော်တို့က165မိုင်ပါခုနတော့မိနစ်20နာရီဝက်နီးပါးလောက်လမ်းပိတ်သွားတယ်ပေါ့နော်လမ်းပိတ်သွားတဲ့အချိန်မှာကားတွေကျွန်တော်လမ်းစားပိတ်တဲ့ကကားတွေအကုန်လုံးကတစ်ချမ်းတည်းဝိုင်းပြီးတော့တန်းစီကြတယ်ပေါ့နော်ကျွန်တော်တို့လည်းတန်းစီတယ်ဘာလို့လဲဆိုတော့အကယ်၍များဟိုဘက်ကလမ်းသာလောကသွားလို့မရဘူးဆိုရင်ဆိုတဲ့အတွေးနဲ့ကျွန်တော်တို့ကလမ်းကိုတစ်ချမ်းပဲတန်းစီတာပေါ့အဲ့မှာခဏလေးနေရော ်တွေးတော်များများက express တွေဟာအစကားလေးတွေရောအကုန်လုံးကဘာဖြစ်တယ်ဆိုတော့ခုနဖယ်ထားတဲ့ land chain ဘက်ကအကုန်လုံးတိုးပြီးတော့ဝင်လာဝင်လာတော့ဘာဖြစ်သွားလဲ land ကပိုပိတ်ကွာဘာလို့သုံးလို့ရတာဒီဘက်တလန်းပဲရှိပါတယ်ဆိုတဲ့အချိန်မှာအဲဘယ်လိုပြောမလဲနောက်တစ်ဖက်ကိုမဖယ်ပေးတော့ဘူးပေါ့နော်အဲ့တော့လမ်းတွေကပိုပိတ်စီကဲမရှိဘူးလို့ပဲပြောရမှာ Q ဆိုတဲ့သဘောတရားကိုနားမလည်ဘူးလို့ပဲပြောရမှာပဲဒီအချိန်မှာတော့အကုန်လုံးကခီးထွက်လာပြီဆိုကြတဲ့အကုန်လုံးကလိုရာခီးကို ခက်မြန်မြန်ရောက်ချင်ကြတဲ့လူတွေကြီးပါပဲအကုန်လုံးပါပဲကျွန်တော်တို့လည်းရောက်ချင်တာပေါ့ဒါပေမဲ့အဲဘယ်လိုပြောရမလဲအော်လမ်းကျိုးနေတယ်ဟုတ်ကျိုးဟိုဟိုဟိုမှာပြန်ဖားနေတာဟိုမှာအသေးအံဖားနေရတာเนาะအကုန်လုံးအဲ့တော့ဟိုဆိုလိုချင်တာဘသူမဆိုရတော့လိုဝါခီးကိုမြန်မြန်ရောက်ချင်ကြတဲ့လူတွေကြီးပဲဒါပေမဲ့ အခြေအနေပုံမူတည်ပြီးတော့နည်းနည်းလေးတော့သီးခံပါရမယ်ဒီလိုအခြေအနေမှာပေါ့နော်အကုန်လုံးကအင်းအိုမြင်မြန်ပြန်ကျင်ကြရတယ်ဆိုပေမဲ့အဲတဖက်လူတွေအတွက်ကိုပါထည့်သွင်းစဉ်းစားပေးရမယ့်အခြေအနေမှာရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အမြန်လန်းကအသွာနှလန်းအပြန်နှလန်းပဲအဆအဆုံးရှိတာဖြစ်ပါတယ်အားကြောင့်မလို့နည်းနည်းလေးသီးခံကြပါလို့ပြောပြသည်ဒီမှာလမ်းနေအားချက်နေပြင်နေတာဒီမှာဒီမှာဒီမှာအားချက်နေပြင်နေတယ်လမ်းနေအခုကတော့ဒါ200တမိုင် ချာဂျင်စတေရှင်ကိုရောက်လာပါပြီရောက်လာတဲ့အချိန်မှာဆက်တွေအကုန်လုံးမီးလင်းနေပါတယ်ဟိုမှာအားသွင်းနေတဲ့ကားတစ်စီးလည်းရှိပါတယ်ထိုးကြောင့်မလို့ကားအားသွင်းမဲ့ဆိုရင်သွင်းလို့ရကြအောင်ပြောပါရစေမီလာလာမီလာလာโอเคအခုဒါ185မိုင် chain station ဘက်ကိုကြော်လာပြီပေါ့နော်ကြော်လာပြီတော့အခုကျွန်တော်တို့ကတော့စီထည့်မယ် chain station မှာလည်းမီးလာပါတယ်เนาะအခုကျွန်တော်တို့မောင်းလာတာအလုံးကီလိုဘလောက်ဖြစ်သွားရမလဲအာ၄ခွန်3ဖြစ်သွားပြီလေ၄ခွန်3ဖြစ်သွားပြီဆိုတော့ဒီမှာလည်းရင်ခုန်စိတ်လှုပ်ရှားပွဲရာအချိန်မျိုးရောက်ရှိတော့လာမှာပဲဖြစ်ပါတယ်စီထည့်ရတော့မယ် a few moments later ခုကျွန်တော်တို့ခုနှစ်နှစ်လေးဆန်၅အချိန်လောက်မှာတော့ကျွန်တော်မန္တလေးမြို့ထဲကိုစပြီးတော့ဝင်လာပါပြီအခုကတော့60နဲ့လမ်းမပေါ်ပါပါအဲ့တော့ဒီဗီဒီယိုလေးတစ်ခုလုံးရဲ့အနည်းချက်ကိုပြောရတော့မယ်ဆိုလို့ရှိရင်အကယ်၍သာဒီလမ်းကို EV နဲ့လာမယ်ဆိုလာလို့ရလားလို့မေးရလူတွေတော့ကတော့လာလို့ရတယ်လို့ပဲကျွန်တော်ကပြောရမှာဘာကြောင့်လဲဆိုတော့39မိုင်135မိုင်100မိုင်အာ985မှာအကုန်လုံးမိလာတယ်။အော်ကျွန်တော်သတိမထားလိုက်မိတာက351ခြိုင်စင်ချင်းတစ်ခုပဲကျွန်တော်သတိမထားလိုက်မိတာ။အဲ့ဒီတစ်ခုကတော့မိလာလားမလာလားကျွန်တော်မပြောတတ်ဘူး။အဲ့ဒီခြိုင်စင်ချင်းကိုဖြတ်တဲ့ ချိန်မှာကျွန်တော်မောင်းနေပြီဆိုတော့အဲ့ဒါကိုကျွန်တော်သတိမထားလိုက်မိပဲနဲ့ကျွန်တော်မောင်းလာလိုက်တယ်။လမ်းချင်းတွေကိုပြောမယ်ဆိုလို့ရှိရင်လေ0 to 135မိုင်သို့မဟုတ်148မိုင်အထိလမ်းကောင်းတယ်ဆိုလိုချင်တာတောင်ငူအထိလမ်းကောင်းတယ်ပြီးရင်တောင်ငူကနေနောက်ပိုင်းမှာလမ်းလေးနည်းနည်းဆိုးတယ်ဘယ်မှာဆိုးရလဲဆိုတော့165မိုင်မှာတရားကျိုးနေတယ်တရားကျိုးနေတာဖြစ်တဲ့အတွက်လမ်းတစ်ဖက်ပဲရတယ်တစ်ဖက်ပဲရတဲ့အချိန်မှာအဲတလဲစီသွားတာဗောနော်အသွားဘက်ကတလဲသွားအပြန်ဘက်ကတလဲသွားတဲ့အချိန်မှာကားတွေကကြော်တက်တာဖြစ်တဲ့အတွက် traffic တွေဖြစ်ပြီးတော့အဲ့မှာအချိန်လေးကျွန်တော်တို့နိုင်ဝက်နိုင်ဝက်45မိနစ်လောက်ကျွန်တော်တို့ကြာသွားတယ်အဲ့အလေးတစ်ခုရှိတယ်အဲ့အနေနဲ့တောက်လျှောက်မှာဘယ်မှာနောက်ထပ်ထပ်မကောင်းဘူးလဲဆိုတော့မိုင်180ဝင်းကျင် မှာတိတ်မကောင်းလမ်းတွေကပြင်ထားတယ်အားချက်နေပြင်ထားတာဖြစ်တဲ့အတွက်သွားလို့ရအောင်လို့ပဲအမြန်ပြင်မေးထားတာဖြစ်တဲ့အတွက်တချို့နေရာလေးတွေမှာကားအနှိမ့်ဆိုလို့ရှိရင်အဲတဲ့မလားတော့တော်တော်များရှိတ်တွေပါဖြစ်သွားနိုင်တယ်လမ်းတွေကလည်းတချို့နေရာတွေမှာတော့တထွာလောက်တို့တထောင်လောက်တို့အဲ့လိုမျိုးကြီးတွေဟာနေရာမျိုးကြီးတွေအခုတည်းရှိသေးတယ်ပြီးတော့အဲ့အနေတောက်လျှောက်ကောင်းသွားတာဘယ်ထိကောင်းသွားလဲဆိုတော့နေပြီးတော့နေရာတမန်ရောက်တဲ့အထိကောင်းသွားပြီးပြီးတောက်လျှောက်ကောင်းတယ်လမ်း တောက်လျှောက်ကိုကောင်းတယ်ဘယ်နားလောက်မှမှပြန်ပြီးတော့လမ်းမကောင်းဘူးပြန်ဖြစ်မလဲဆိုတော့345မိုင်ဝင်းကျင်မှာတခါတရားတစ်ခုကြိုးတာရှိတယ်အဲ့တော့ဟိုဘက်လမ်းကိုသွားမယ်ဘယ်မှာပြန်မကောင်းဘူးဖြစ်မလဲဆိုတော့345မိုင်မှာလမ်း ဘဲမှာပြန်မကောင်းဘူးဖြစ်မလဲဆိုတော့345မိုင်မှာသရားတစ်ခုကျိုးတာရှိတာဖြစ်တဲ့အတွက်ဒီဘက်ဘေးမှာယာယီသရားရှိတယ်အဲ့ဘက်ကိုတက်ရတယ်အိုင်နာလေးမှာလမ်းသိမ့်မကောင်းဘူးပြီးရင်တောက်လျှောက်မောင်းလာလို့ရတယ်ပြီးရင်ကျွန်တော်တို့351အဝိုင်းမှာကြတော့လမ်းကိုပိတ်ထားလိုက်တကယ်တမ်းတော့အဲ့နေရာလောက်မှာတည်းကကျွန်တော်တို့ကလမ်းဟောင်းကိုဆင်းပြီးတော့တက်တက်မောင်းလာလိုက်ရင်ဒါမြို့ထဲကိုရောက်ပြီကျွန်တော်တို့ကအဲ့ဒါကိုမောင်းနေတော့မသိဘူးကိုဘက်မှာကားလာနေရပဲဆိုပြီးကျွန်တော်ခက်တီးနေလမ်းပြောင်းပြန်ရင်ကျွန်တော်မောင်းချလာတယ်ပြီးတော့တရအူးအဝိုင်းကျမှကျွန်တော်ကပလိတ်ကိုဆင်းပြီးတော့အခုဒါ60နှစ်လမ်းမှာပေါ့ကျွန်တော်ပြန်ရောက်လာတာပဲဖြစ်ပါတယ် ဲ့ဒီတော့အ мян လန်းကိုအသုံးပြုလို့ရလားလို့ပြောမယ်ဆိုရင်အ мян လန်းကလည်းတရားခိုင်နှုန်းတော့အသုံးပြုလို့မရသေးဘူးဆိုပေမဲ့90ရာခိုင်နှုန်းဝင်းကျင်လောက်ကတော့အသုံးပြုလို့ရနေပါပြီဒါပေမဲ့ဒီရပိုင်းကအသွားလာများမဲ့ရက်တွေဖြစ်ပါတယ်အဲအကြောင်းမို့လို့ကျွန်တော်တခုနေသတိပေးချင်တာကအ мян လန်းအသုံးပြုမဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တောင်တောင်နည်းနည်းလေးစိတ်ရှည်သီးခံပြီးတော့တော့ကျူလေးလှုပ်ပြီးတော့မောင်းမယ်ဆိုရင် traffic မဖြစ်နိုင်ဘူးလို့ပြောရင်လည်းညီကုန်းချုပ်ပြစီတို့ကမနှက်ဖြန်ကနေစပြီးတော့ဒီမန္တလေးစကိုင်းမတရား အမရပူရဒီဝင်းကျင်မှာရှိတဲ့နေရာတွေမှာကျွန်တော်ကသွားပြီးတော့ရေတန်းဆက်တွေသွားထိုင်ဖို့အတွက်ကြိုးစားတော့မှာဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာရင်ကိုကြီးချမ်းသာခြင်းလို့လည်းပြည့်စုံကြပါစေကျွန်တော်ကတော့စီတူအောင်